ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးသွားမှာတော့ဟိုတလောကမှာဘတ်ပေးထားတဲ့ clean ကိုဘယ်လိုချမ်းအောင်ကန်ရမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဘာရီဘတ်ပေးထားလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်ဗျာ။ပထမစာကြောင်းမှာတွေ့ရမှာတော့ aim to increase the hero sustain damage output ဆိုတာကဒီ mid gain နဲ့ late gain ရောက်ရင် spare တွေကို9000နဲ့နဲ့သုံးလို့ရအောင်လုပ်ပေးထားတယ်လို့ပြောထားတာပါ။ နောက်ပြီးတော့ anime ရဲ့ scale reach တိုင်းကို10 second to 6 second နဲ့10 second to 5 second အထိ short ပေးထားပါတယ်။ cool down ကိုလည်း2 second to 1 second ကနေ1.5 second to 0.5 second အထိ short ပေးထားပါတယ်။ဒီလိုလုပ်ပေးထားတာဆိုတော့ anime ကိုလိတ်ခဲရောက်ရင် cool down နည်းနည်းလေးနဲ့ဆက်တိုက်သုံးနေလို့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ spare အကြောင်းလေးဆက်သွားလိုက်အောင်ဗျာ။ clear ရဲ့ basic clear ရဲ့ basic ကတော့ spare တစ်ခါသုံးပြီးတိုင်းပွင့်ပါမယ်။ တ်ရှင်းပွင့်သွားလို့ဘေးစင်အတက်တစ်ချက်နှိမ့်လိုက်ရင်လေဆာတန်းလေးတစ်တန်းပစ်လိုက်မယ်။အဲ့ဒီလေဆာတန်းလေးကတော့ enemy တွေကိုဖောက်ပြီးတော့ထိနိုင်ပါတယ်။ clean yes sk1 sk1 ကတော့ကြီးစံ9000ထုတ်လွှတ်လိုက်မယ်ရန်သူတကောင်နဲ့ဆိုရင်တော့ကြီးစံ9000လုံးထိမယ်ဒါမှမဟုတ်ဘေးနားမှာရန်သူက3000လောက်ရှိနေတယ်ဆိုရင်တော့အဲ့ဒီ3000လုံးကိုမျှပြီးတော့ထိသွားမှာပါ skate 2 skate 2ကတော့ blend နဲ့ crowd control ပါမယ်ဒါပေမဲ့သူ့ရဲ့ blend ကတော့ပြောင်းမြန်ပါအရှိကိုချိန်ရင်ပိုက်ကုန်ပြစ်ပြီးတော့နောက်ကိုဆုတ်သွားတာမလို့ပါပြီးတော့ skate 2ထိရင်ကိုးတောင်းကို40%အထိ short ချပေးအောင်ပါပါ enemy ကကိုယ့်ကိုလာလို့တော့မယ်ဆိုရင်ဒီလို skate 2လေးနဲ့ချုပ်ပြီးတော့ပြန်ပြစ်လို့ရပါတယ် ultimate ultimate ကတော့ grenade နဲ့ပြစ်လိုက်မယ် grenade ထိမှန်သွားရင် enemy ရဲ့ movement speed 50%ကို0.5 second ကြာ short ချပေးမယ် Grand ကတော့3ခုအထိစုလို့ရပါတယ်။ Okay ဒါဆိုရင် item နဲ့ emblem အကြောင်းဆက်သွားလိုက်ရအောင်ဗျာ။ Okay item အကြောင်းလေးနဲ့အရင်စလိုက်ရအောင်ဗျာ။ Boost ကတော့ brother တို့အဆင်ပြေတာဆက်လို့ရပါတယ်။ကျွန်တော်ကတော့ warrior boost ပဲတုံးထားပါတယ်။ Unless better ဘာလို့ unless better ထည့်လဲဆိုရင်သူ့ရဲ့ unit basic က skill တစ်ခါတုံးပြီးတိုင်းမှာနောက်လာမဲ့ basic attack က true damage ရလို့ပါ။ unless better ကတော့ clean နဲ့တော်တော်လိုက်ပါတယ်။ ဒုတိယတစ်ခုကတော့ Skype ပြရစာပါဒါကတော့ brother တို့ကိုထူးထူးတူပြောစရာမလိုဘူးလို့ထင်ပါတယ်နောက်တစ်ခုကိုဆက်သွားလိုက်အောင်နောက်တစ်ခုကလည်းထူးထူးတူတူပြောစရာမလိုပါဘူး physical penetration item ဖြစ်တဲ့ malefero Thunder Strike Thunder Strike ရဲ့ unit basic က enemy ကို5ချိန်စက်တိုင်း damage ပေးရင်50% movement speed ရပါမယ်နောက်ဆုံးတစ်ခုကတော့ BOD သွားခြင်းလည်းသွားလို့ရပါတယ်ဒါမှမဟုတ် defense item တစ်ခုကိုသွားခြင်းလည်းသွားလို့ရပါတယ် ဒါဆိုရင်ကျွန်တော်တို့ emblem အကြောင်းဆက်သွားလိုက်ရအောင် emblem ကတော့ကိုယ့်ရဲ့စိတ်ကြိုက် emblem နဲ့ဆော်ပါဘာလို့လဲဆိုတော့ clean က emblem အမျိုးမျိုးနဲ့ဆော်လို့ရပါတယ်ကျွန်တော်ကတော့ဒီ emblem နဲ့ဆော်ပြထားပါတယ် okay ဒါဆိုရင် ကျွန်တော်တို့ game play လေးစလိုက်ရအောင်ဗျာ okay အားလီပိုင်းမှာဘာလို့ရမလဲဆိုတော့ enemy ကို scale 1နဲ့နှောက်လို့ရတလို့နှောက်ပါ clean ရဲ့ quick draw ကအားလီပိုင်းမှာ damage ထွက်တာမို့လို့ enemy ကိုရတလို့နှောက်ပါ အဲ့လိုတွေးနေတာလို့ enemy ကအိမ်ပြန်သွားတဲ့အချိန်ကိုက go crack လေးကိုလည်း AC ဆားလို့ရမယ်။ enemy က base တဲ့ကနေပြန်လာတဲ့အတွက်သူကားတစ်စီးလောက်တော့လွတ်မယ်။အဲ့ဒါဆိုရင်ကိုက enemy ထက်ကိုကိုအသားဆော့လို့ရပါတယ်။ဒီမှာဆိုရင်ကျွန်တော်မီယာကို crypto နဲ့လိုက်ပြနေတာတော်တော်တော့နာနေပြီ။ဒါပေမဲ့ဟိုဘက်က refer လာပါတာဆိုတော့သူ heat ပေးနေတာဆိုတော့သူနည်းနည်းလေးတော့တတ်တာနေတယ်။ ကလင်းရက်ခွတ်တော့ကဒီလိုမီနီယံလေးတွေချိန်စားမယ်ဂရုခရက်လေးတွေချိန်စားမယ်ဆိုရင်တော်တော်လေးအရှင်ပြေတယ်။ကိုကချိန်စားတော့မယ်ဆိုရင်စကေးဘန်းကိုပဲခြံထားပါအဲ့ဒါဆိုရင် AC ရပါတယ်။ကျွန်တော်တို့ဂိုးလင်းကတော့တော်တော်လေးကိုအေးဆက်နေပါတယ်။ကျွန်တော်တို့ဘက်ကဟိုက်ပါလဲလာပြီးတော့မလို့မှုဘိုးဘက်ကဟိုက်ပါလဲဒီဘက်ကို လာမလို့မှုဆိုတော့ကျွန်တော်တို့တော့ AC လေးဖြစ်နေပါတယ်။အဲ့အချိန်မှာပဲအရန် aggressive ဖြစ်ချင်နေတဲ့မိသားကတော့ဘေးရဲ့အက်တီထဲမှာပါသွားပြီးတော့ရှင်းသွားရပါပြီ။ ကျွန်တော်ကတော့ Hiroki အချောင်ရလိုက်တာပေါ့ဘိုဘက်က Raffle ကတော့ကျွန်တော်ဖိတ်နေတာကိုမသိဘဲနဲ့ Selina Aerolimman ပြီးတော့ထေသွားရပါပြီဘိုဘက်က Mia ကတော့သူ stat 5ခုပြည့်နေတယ်ဆိုပြီးတော့ကျွန်တော်ကိုကေးလို့ရမထင်နေတာဒါပေမဲ့မရပါဘူးကျွန်တော်ကပို့ပြီးတော့ကြမ်းပါတယ် Yeah boy ဒီမှာ brother တို့တခုတိထားမှာကကိုတမ်းမင်းနဲ့ကိုတိဖို့လိုအပ်ပါတယ်ကိုတမ်းမင်းကဘလောက်ထွက်လဲဆိုတာသိထားဖို့ကပို့ပြီးတော့အရေးကြီးပါတယ် ကိုလေးကိုမထိန်ပဲအလယ်လေးမှာတွားရောက်နေတဲ့မိအောင်တွားဆုံးမလာအောင်မယ်။အပေါ်ကနေစကေတူသုံးပြီးတော့ဆင်းခဲ့တာမို့လို့ဖီလီကာသုံးပြီးတော့ပဲတက်လိုက်ရပါတယ်။ဒီရပစကဘေးစင်အတက်ထက် rainbow ကျဲတော်မူလို့တော်တော်လေးကိုအတုံးဝင်ပါတယ်။မိယာကိုခဏနေရာမှာတက်တာ ruffle ပြန်ရှင်အောင်လုပ်ပေးလိုက်ပါတယ်။ကျေးဇူးပါလို့။အလေလေးမှာဘတ်တဖြစ်နေတာဆိုတော့တွားကူပေးလိုက်အောင်မယ်။ ဘလာနဲ့ဆိုယူကဆလီနာကိုပဲအာယုံဆိုင်နေအောင်မို့လို့ကျွန်တော်ခရစ်ဒေါ်လေးပြစ်လိုက်အက်ဒီမင်လေးပြစ်လိုက်နေပဲအသာအရာဟီရိုဂီလေးကောင်းနိုင်ပါတယ်ဆိုယူကလည်းဘာစပဲမှမရှိတော့လို့ကျွန်တော်အသာလေးပဲရှတ်ဒေါင်းချနိုင်လိုက်ပါတယ်ကျွန်တော်အတွက်ကတော့တကယ်လုံးဝတန်သွားပါပြီအဲ့လိုမျိုးဟီရိုဂီလေးလိုက်ကောင်းလို့ကျွန်တော်ကကိုယ်လေးမှဆရာကြီးဖြစ်နေရလေကျွန်တော်အလေလေးမှအလုံရှုံနေတော့အခွင့်ကောင်းယူပြီးတော့တာဝါချိုးခြင်းနေတဲ့မီယာလေးကိုလည်းတွားတက်လိုက်အောင်မယ် မင်းလာပြင်းကျင်လားယော့ပရရပ်ဖုဖအင်းဖလွှဲသွားတယ်ဟိအဲဘယ်ဘယ်ပြေးလို့ရမလဲတော့မပတ်စစ်ကြနေတယ်တိဟာကျွန်တော်အားလေးပိုင်းမှာတော်တော်ဖတ်သွားရဖြစ်တာမို့လို့ကျွန်တော်ဒီလိုမှတိတ်ပြီးတော့ကြောက်စရာမလိုတော့ဘူးအကုန်လုံးကိုလိုက်ပြီးတော့ကျုံးလို့ရနေပြီ ။ဒါဆိုရင်ဆိုယူက skill 1ဆွဲလာတယ်လို့ဒီကောင်အတားလေးပေးလိုက်တာဒီကောင်ကလည်းလာတယ်ဒီကောင်ကလည်းဆောက်ယူ။အဲ့ချိန်မှာလည်းမီယာအော်ဒီကောင်မှပါလာလို့တည်းရော့ Reflar ရဲ့ငါနဲ့ကိုတွေ့တယ်ရော့ကင်းဆိုရဲဟီရိုကအရန်တာသွားရင်ဘတ်စတမ်းမိများတာမို့လို့လှုပ်ချင်တိုင်းလှုပ်လို့ရတယ်။ကျွန်တော်တို့10မိနစ်လည်းရောက်သွားပြီးလော့ကလည်းပေါ်လာပြီးတော့ကျွန်တော်တို့လော့ကေးပြီးတော့လိန်နေဆပ်ပေါ့ရှ်မယ်။အလယ်လိန်မှာဘတ်တယ်ဖြစ်နေအောင်ဆိုတော့တော့ကောက်စားလိုက်ဦးမယ်။ရော့မီယာလည်းတပွဲလုံးရောင်းရရ သူကြီးပဲတည်နေတာနောက်ကပြီးသွားရင်ဆိုရင်တော့ကျွန်တော်တို့မက်ကာတွေထွိုင်းပါမယ် brother တို့မှတ်ထားရမှာကလော့ကီပြီးသွားရင်မက်ကာတွေထွိုင်းပါမက်ကာကတော့ရတဲ့လောက်ထွိုင်းပါတကယ်လို့တကယ်လို့တန်းအပ်လို့ရတယ်ဆိုရင်လည်းအံ့ပါမက်ကာထွိုင်းလို့ရရင်မက်ကာလေးထွိုင်းပြီးတော့ပြန်ပတ်ပါနောက်လော့ပေါ်တဲ့အထိဆောင်ပါနောက်ပြီးမှလော့တစ်ခုနဲ့ပြန်တက်ပါအဲ့ဒါဆိုရင် လုံးဝနိုင်ဖို့တေးကြပါတယ် လောကလည်းမရှိတော့ဘူးမကလည်းတလိမ့်မမရဘူးဆိုရင်တော့ပြန်ပတ်တင်ပါတယ်ဘရာဒါတို့ကမပတ်ဖဲဆက်ချနိုင်မယ်ဆိုရင် enemy ဘက်က hero key တွေရပြီးတော့ပြန်ပြီးတော့ထောင်လာနိုင်ပါတယ် enemy ကို hero key မပေးပါနဲ့ဘတ်ပါနောက်လော့ပေါ်တဲ့အထိဆောင်ပါ enemy ကို hero key လုံးဝမပေးပါနဲ့အတာစီးနဲ့ပဲဆော့ပါကိုယ်ကကောင်းနေရတယ် aggressive ဖြစ်ကိုယ်ကလည်း aggressive ဖြစ်ဆိုတော့လုံးဝတားလို့မရတော့လော့လည်းမဆောင်တော့ကျွန်တော်တို့တန်းတစ်ခါလေးတန်းတက်တော့မယ် ဘာသာလုံးတစ်ခုမှတ်ထားမှာကကိုဒမ်းမေးကိုတီးဖို့ပဲလိုပါတယ်။ကိုကဒီကောင်ကိုဒီလိုဒမ်းမေးပေးလိုက်လို့တည်နိုင်လားမတည်နိုင်လားဆိုတာဘာသာလုံးအဲ့ဒါကိုပဲတီးတင်ပါတယ်။ဒုတိယတစ်ခုကတော့ position ပါ။တတိယတစ်ခုကတော့ enemy spec ကကိုအာယုံနောက်ရှင်မယ်ဆိုရင် spec ကုံမှသာဝင်ပါ။ ဒီဘွဲမှာတော့ကျွန်တော်တော်တော်လေးကြံပြထားတာပါ။ကလင်းကတော့ဒီ update patch မှာထွက်လာခဲ့တာတော်တော်လေးကိုကြံပါတယ်။ ultimate ကလည်းခဏလေးပွင့်လာမှုလို့အရင်ကကလင်းထပ်ပို့ပြီးတော့အကင်လို့ကောင်းပါတယ်။ brother တို့ကျွန်တော်ဗီဒီယိုလေးကိုကြိုင်းနေတတ်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့နောက်ဗီဒီယိုမှာပြန်ဆောင်လိုက်အောင်ဗျာ။